ဖာဒီယာစက်ခဲမဂျစ်စယူနိုက်တက်ကတီမလီဂျန်နဲ့ဘလူးမာလို့ဖြစ်မှာမဟုတ်ဘူးအဲ့ဒီအတန်တွေကအခုချိန်မှာဘလူးမာရုပ်တည်မရှိပါနဲ့1986ကနေ1990ခုနှစ်အတွင်းအဲ့ဒီအတန်တွေက Ultra Pro မှာပဲတင်ခဲ့တဲ့အတန်ပြိသက်တွေက Ferguson ကိုအတင်းကနေထွက်ခိုင်းတယ်သတင်းစာမီဒီယာတွေကအပြောင်းလဲလုပ်ဖို့လိုနေပြီပြောတယ်အများစုက Ryan Atkinson က Ferguson ထက်အများကြီးတာတယ်လို့ယုံကြည်နေကြတယ်သူအတင်းရဲ့6နှစ်တာရာသီအတွင်းမှာ United ကဇယားမှာ71နှစ်ပြီးတော့71 73 6နှစ်ဖလားလက်မဲ့တည်ငြိမ်မှုမရှိ စိတ်ပျက်စရာတွေကြီးပဲ2986မတိုင်ခင် United ကိုမရောက်ခင် Ferguson က Scottish League ရဲ့အဆိုးမိုးထားပါတယ်ဆိုတော့ Celtic တို့ Ranger တို့ကို Aberdeen ဆိုတဲ့အသင်းလေးလေးနဲ့အခြေအနေတွေကိုပြောင်းပေးခဲ့တဲ့သူ Scottish League ဖလား3ကပြည်တွင်းဖလား4ချိန် ီးတော့1983မှာဥရောပဖလားကို Real Madrid လို့အသင်းကိုနိုင်ပြီးရခဲ့တဲ့သူ။ဒါပေမဲ့ Old Trafford ကိုရောက်လာတဲ့အချိန်မှာတော့အသင်းကဖျော်ဖျဲပြီးတော့ကစားသမားတွေက physical မရှိဘူး။စီးကန်းကလည်းပြန်နေပြီ။အရက်တောက်တဲ့အကျင့်တွေနဲ့အသင်းရဲ့ structure တွေကလည်း Sam Busby နောက်ပိုင်းမရှိတော့တဲ့အချိန်။သူရဲ့ပထမဦးဆုံးပွဲကတော့ငကိုကိုမရှိနဲ့ Oxford United ကိုအနိုင်ရခဲ့တယ်။ဒါမဲ့နောက်တပွဲကစပြီးအဖြေမှန်တွေအဖြစ်မှန်တွေအခြေအနေမှန်တွေပြန်ပေါ်လာခဲ့ပြီ။ပွဲတွေကဇက်တိုက်ရှုံးခဲ့တယ်။အဲ့တော့ ချက်ချင်းရှည်တန်းကိုအားဖြည့်တယ်စကောက်တွေပြီးလို့ရှိလို့ရှင် အသင်းရဲ့ကွင်းပြင်ပိုင်းပုံစံတွေပြောင်းတယ်စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုပုံစံကိုပြောင်းဖို့ကြိုးစားတယ်အဲ့ဒါတွေအားလုံးကိုဦးစီးပြီးလုပ်ခဲ့တယ်အသင်းက17နေရာကနေရာတီပြီးခဲ့တယ်တန်းစင်းစုံတော့မရောက်ခဲ့ဘူးလွတ်ခဲ့တယ်68 88ရာသီမှာတော့လီမာစိုးမိုးနေတဲ့လစ်ဗာပူးနဲ့ပြိုင်ဆိုင်နိုင်ဖို့အတွက်အသင်းရဲ့ဒလေးကိုပြောင်းဖို့လိုပြီးဆိုတာကိုသိတဲ့အတွက်အသင်းသားအသစ်တွေလူငယ်ကစားသမားတွေပြီးတော့ပိုပြီး professional ဆန်တဲ့သူတွေနဲ့ဖွဲ့ဖို့စူးစမ်းခဲ့တယ် အဝင်လဲခန်းထဲမှာလည်းအရက်တောက်တဲ့အကျင့်ကိုလုံးဝပိတ်ပြီးပြောင်းလဲခဲ့တယ်။အဲ့ဒီပြောင်းရွှေ့ရာသီမှာအဓိကကစားသမားတွေဖြစ်တဲ့အထက်က Brian McLeod ကိုခေါ်ခဲ့တယ်။လိမာမတိုင်ခင်ရာသီက24ကိုတွင်းထားတဲ့ကစားသမားအသင်းမှာ George Best 1968နောက်ပိုင်းမှာဂိုး20ထိတွင်းနိုင်တဲ့သူတယောက်မှမရှိခဲ့ဘူး။ပြီးလို့ရှိရင်သူနဲ့သူ Viv Anderson ညာတောင်ပတ် Steve Bruce နောက်တန်းခံစစ် Noun the Chain ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာခဲ့တဲ့သူ။အဲ့ဒီပြောင်းလဲမှုတွေကတိုးတက်မှုတော့မြင်လာရတယ်။ United ကစားတဲ့ပုံစံကပိုပြီးတော့ညီညွန့်လာတယ် work ethic တွေကတော့ပိုပြီးမြင်လာရတယ်တဖြည်းဖြည်းနဲ့အသင်းကအောင်မြင်ခြင်းတဲ့ပုံစံနဲ့ကစားသမားတွေတွေ့လာရတယ်အဲ့ဒီနှစ်ရာသီဇယားရဲ့ဒုတိယနေရာကနေ67မှတ်နဲ့ Liverpool ရဲ့နောက်6မှတ်နဲ့ပြီးခဲ့တယ်ဖလားတော့မဟုတ်ဘူးဒါပေမဲ့ပထမဦးဆုံးအချိန် United ကနှစ်ပေါင်းများစွာလမ်းမှန်ပေါ်ပြန်ရောက်လာပြီဆိုတော့ယုံကြည်ခဲ့ကြတယ်ပါကူဆိုင်ရဲ့လက်အောက်မှာကွင်းပြင်စီကန်းနေပြီးတော့အသင်းမှာမရှိသင့်တော့တဲ့ကစားသမားတွေကိုထုတ်ခေတာတွေ structure ကိုရှင်းရှင်းလင်းလင်းပုံစံကစပြီးချလာတာလေအဲ့ဒါလေးနဲ့88 88ကပြောင်းလဲမှုအရှိန်လို့ထင်ရပေမဲ့88 89ကတော့အသင်းကိုပြန်လဲတည်ဆောက်ဖို့ဆိုတာထင်သလောက်ရိုးရိုးရှင်းရှင်းနဲ့မမြန်ဆန်ဘူးဆိုတာကိုပြသခဲ့တယ်အဲ့တော့ပါကူဇန်ကကစားသမားတွေကိုထတ်ထည့်တယ်သူ့အရင်ကအဘန်ဒင်းဂိုးသမားဂျင်းလဲတန်တို့ကိုခေါ်ယူခဲ့တယ်အသင်းကတော့တိုးတက်မလာပဲမတည်ငြိမ်မှုတွေပြန်ပေါ်လာခဲ့တယ်ဒါရပြဿနာတွေပြီးလို့ရှိရင်နောက်တန်းကအမားလုံးတဲ့ပုံစံတွေ ပုံမှန်ကောင်းတဲ့ပွဲပြီးရလတ်တွေလည်းမရှိခဲ့ဘူး။ကွင်းပြပမှာလည်း Sky Sport TV ကအသင်းကိုဝယ်မဲ့ကိစ္စတွေကပရိသတ်တွေကမကြေမနက်ဖြစ်ပြီးစန္ဒပြမှုတွေနဲ့အသင်းကိုပို့ပြီးမတီးမငြိမ်အောင်ဖြစ်ခဲ့တယ်။ဥရောပမှာတော့ Union United ကအစောပိုင်းမှာလည်း AC Milan ကိုဂိုးပြန့်နဲ့ရှုံးပြီးတော့ပြိုင်ပွဲအားတွေစောစောစီစီထွက်ခဲ့ရတယ်။ FA Flag Quarter မှာလည်း Nottingham Forest ကိုရှုံးပြီးတော့ပြည်တွင်းဖလားကိုလည်းထတ်ရှုံးတယ်။အစိုးဆုံးကတော့ Lee Flag ကို17နေရာနဲ့ပြီးဆုံးခဲ့တယ်။အဲ့ဒီအချိန်မှာပရိသတ်ရဲ့တီးခတ်နိုင်တဲ့အပိုင်းကတော်တော်လေးကိုနှဲပါနေပြီ ။သတင်းစာမီဒီယာတွေကလည်းဖာဂူဆန်ရဲ့အနာဂတ်ကိုမေးခွန်းထုတ်နေကြပြီ။ပြည်သက်တွေကတော့ကွင်းထဲမှာဝဲတိုင်းလိုလိုအတင်းကနေထွက်ဖို့អော်နေကြပြီ။အဲ့ဒီအချိန်မှာတော့ထုံးစံတိုင်းအတုပအာယုံဥပုံတန်တန်မျိုးတွေဖြစ်နေပြီ။ဒါမဲ့ဖာဂူဆန်ကတော့ဥညွန့်ဖို့ကိုညှင်းဆန့်နေတယ်။သူကတော့စီကန်လူငယ်ကစားသမားပြီးလို့ရှိလို့ရှိရင်အတင်းရဲ့ delay တွေကအရင်ဆုံးပုံပြောင်းရမယ်။အတင်းရဲ့ရလဒ်တွေမကောင်းရင်လည်းအေးမကြည့်ဘူးဆိုတာကိုတောက်လျှောက်ပြောခဲ့တယ်။ 1989 November December မှာတော့ Ferguson ရဲ့အဖြစ်ကအသင်းနဲ့ကံကြမ္မာကြိုးကမြင်မြင်လေးပဲကျန်တော့တယ်။ပတ်စံတွေကိုထပ်သုံးခဲ့ရတယ်။ Neil Webb တို့ Paul Ince ပြီးလို့ရှိရင် Gary Pallister ပြီးလို့ရှိရင် Mike Finlan တို့အကုန်ပြောင်းခဲ့တာ။ Pallister ကတော့နောက်ပိုင်းမှာအသင်းရဲ့အဓိကခံစစ်သမားဖြစ်လာခဲ့တယ်။ဒါပေမဲ့ပထမပိုင်းမှာတော့ချင်းမငိမ့်တာနဲ့အသင်းကအသားမကျတာဖြစ်ခဲ့တယ်။အဲ့ဒီမှာအရှက်တကွဲအဖြစ်နဲ့အင်းကြီး City ကို9-2နဲ့စက်တင်ဘာမှာရှုံးခဲ့တယ်။ that ball for David White from Ian Bishop. ပရိသတ်တွေအကုန်လုံးအတွက်ကတော့အဲ့ဒီပွဲအပြီးမှာဆုံးဖြတ်ချက်ကပြက်ပြက်တတတို့ချပြီးပါတယ်။ Fagi out. Old Trafford ကိုင်းရဲ့အဝမှာတွေကပဲ့တင်လာတယ်။မီဒီယာတွေကလည်းဓာတ်ကိုပင်ချောက်ပြီးနေတယ်။ယာဒီဝက် Christmas မှာအသင်းကတန်းစင်းစုံရောက်နေတယ်။ပုံစံကတော့ရှောင်လွှဲလို့မရတော့ဘူး။ Ferguson ကတေးကြတဲ့အသင်းကထုတ်ခံရပါတယ်။ဒါမဲ့သူ့အတွက်ကတမိုင်းကရေးသားတာတော့နောက်တစ်မျိုး။ January 1990 FA Player ရဲ့တတိယပွဲမှာ နော်တင်ဂမ် Forest နဲ့အဝေးခွင့်မှာ Mark Robin ရဲ့ twin goal နဲ့အနိုင်ရခဲ့တယ်။ Ferguson အတွက်ကတော့အသင်းမှာအသက်နောက်တစ်ရက်ထက်ရှိခဲ့တယ်။ဖလားမှာအချိန်ရသွားပြီ။ Oham တို့ကိုစီမီမှာနိုင်ခဲ့တယ်။ Final မှာကျတော့ Crystal Palace နဲ့တရင်နဲ့အချိန်ပိုမှာ Lee Martin ရဲ့အနိုင်ကိုရပြီး Ferguson ရဲ့ United ကပထမဆုံးအချိန်ဖလားကိုကန်ရောက်ခဲ့တယ်။ look at that man's face. The years seem to have fallen away there from Alex Ferguson after a season of torment and tribulation. ဇေယားမှာတော့73နေရ။ဒါပေမဲ့ FA ဖလားရခဲ့တာကြောင့် Ferguson ကိုပြိသက်တီရော သူ့ရဲ့ကစားသမားတွေကယုံကြည်မှုတော့နည်းနည်းလေးရလာခဲ့တယ်။ဘိုးအဖွဲ့ကတော့ Ferguson ကိုသူ့ရဲ့ ကွင်းပြည်နောက်ွယ်ကပြောင်းလဲမှုတွေနဲ့အသင်းအပေါ်မှာစ조사မှုတွေကြောင့်ဘယ်တော့ကမှဖောက်ကူစားကိုထုတ်ဖို့အစီအစဉ်မရှိခဲ့ဘူးဆိုတာကိုနောက်ပိုင်းမှာပြောကြားလာခဲ့တယ်။ That sort of effort that sort of determination that eventually he would be able to turn it round. နောက်တစ်ချိန်တမိုင်းမှာတော့ဘိုးအဖွဲ့အဲ့ဒီယုံကြည်မှုကအတုပမဟုတ်ဘဲနဲ့အစင်မန်အာယောဦးနဲ့ Empire အစဆိုတာကိုသိမြင်ခဲ့တယ်။အခု Fagusan ကတော့သူ့ရဲ့ FA Blaga တစ်ချိန်ကောင်းဆိုတာမဟုတ်ဘူးဆိုတာသက်သေပြရတော့ အဲ့ဒီနေရာဒီအပြောင်းအလဲမှာ quality ရှိတဲ့ကစားသမားတွေနဲ့ထပ်အားဖြည့်တယ်။တောင်ပံကစားသမားတွေပြီးလို့ရှိလို့ရှိရင်ဂိုးသမားလက်ဆယ်လီတို့အသင်းကိုတည်ငြိမ်မှုအတွက်ထပ်ခေါ်ခဲ့တယ်။အသင်းကတော့တီဆောက်နေစေဒါပေမဲ့ပေါ်ကူဆယ်ရဲ့အမြင်တွေကပိုပြီးထင်ရှားပြတ်သားလာပြီးဝင်းနှစ်ဖက်ကလည်းခွန်အားတွေအပြည့်အလဲရန်ကလည်းစီကန်းရှိတယ်။နောက်တန်းကလည်းအုတ်တတိုင်းလိုစဉ်ချန်ကန်ခိုင်မာမှုတွေရှိတယ်။အဲ့ဒီနှစ်က United ရဲ့အောင်မြင်မှုတွေကအင်္ဂလိပ်လိမှာတော့မဟုတ်ဘူး။ဥရောပမှာပြသနိုင်ရတယ်။ ကပ်ဝင်နာကပ်မေလ1991မှာယိုဟန်ခရိုက်ရဲ့ကမ္ဘာထိပ်သီးအကျယ်ပွင့်နေအပြည့်နဲ့ဘာစီလိုနာအသင်းကိုဖိုင်နယ်မှာရှင်ပြိုင်ခဲ့ရတယ်။ဖာကူဆန်ရဲ့ကစားသမားတွေကအကြောက်ရွံ့မရှိအရင်မတိုင်ခဲ့ကဘာစီလိုနာကရောင်းထုတ်ခဲ့တဲ့ကစားသမားမာဟူရှာဂိုးသွင်းပြီးနှစ်ဂိုးတစ်ဂိုးနဲ့ယူနိုက်တက်ကဥရောပဖလားကို1968ဆာဘတ်စပီရဲ့အသင်းနောက်ပိုင်းပထမဦးဆုံးအကြိမ်ထပ်ပြီးကင်မြောင်းနိုင်ခဲ့တယ်။ပြည်ရင်းမှာတော့ဇယားမှာတိုးတက်မှုတွေကနှေးကွေးနေသေးတယ်။ယူနိုက်တက်ကနံပါတ်6နေရာနဲ့ထပ်ပြီးခဲ့တယ်။ FA ဘလာကလည်းထွက်ခဲ့ရတယ်။ဒါပေမဲ့ Ferguson ရောပရိသတ်တွေရောဂယူတော်သိမ်းဆိုင်တော့သူတို့က United ကိုတစ်ချိန်ကလိုပဲပြန်ပြီးအသင်းကြီးတစ်ချိန်ဖြစ်လာပြီဆိုတာကိုယုံကြည်မှုတွေစရှိလာကြပြီ။ဟောက်ဝါ61မှာတော့ Ferguson ကသူ့အသင်းကိုထပ်ပြီးအားဖြည့်တယ်။အဲ့ဒီထက်ကအဓိကပြောင်းရွှေ့ကစားသမားနှစ်ယောက်ကတော့ Peter Schmeichel United ရဲ့ကြော်ရိုးတိုင်းပြီးတော့ Paul Parker ညောင်တောင်းမှန်း Schmeichel ကို area ထဲမှာ United ကပို့ပြီးတင်းငိမ့်လာပြီ။ဖလားတွေကလည်းတက်တည်ပြခဲ့တယ်။ရာသီအစပိုင်းမှာလည်းဥရောပ Super Cup ကိုရခဲ့တယ်။ ပထမဆုံးပြည်တွင်းဖလားကို Nottingham Forest ကို1-0နဲ့အနိုင်ပြီးရယူခဲ့တယ်။ဒါပေမဲ့ Ferguson ရဲ့အတိတ်ကပြစ်မှတ်ကလီဖလားအစပိုင်းတော့အဲ့ဒီနှစ်ကဇယားထိပ်မှာရှိခဲ့ပေမဲ့နောက်ပိုင်းရာသီပြီးကန်ဒီမှာဒန်ယာရီနဲ့လီကကက်ပြီးအသာစီးယူပြီးတော့ဒုတိယနေရာနဲ့ခြေနက်ခဲ့ရတယ် အဲ့ဒီဖြစ်ကပရိသတ်တွေတော်တော်များများအောင်နာကျင်စေရတယ်25နှစ်တိတိမျောလင်းခဲ့ရတဲ့ဖလားကထပ်ပြီးတော့ကတ်လွဲလွဲခဲ့ရပါပြီသုံးဆန်အတိုင်းသတင်းမီဒီယာအနေနဲ့ press တွေကတော့သူကအဓိကဖလားရနိုင်ပါမလားအရင်လိုပဲဒုတိယသူအဖြစ်နဲ့ကတ်လွဲပဲလွဲမလားဆိုပြီးမေးခွန်းတွေကလည်းအပြည့်အဲ့ဒီမေးခွန်းတွေကို Ferguson ကဘယ်လိုဖြေခဲ့လဲသိလား I won't change you're all going to have to change အဲ့ဒီအဖြစ်ကသူ့ရဲ့ပုံစံနဲ့ method တွေကနေတစ်ချိန်မှာအောင်မြင်မှုပန်းနိုင်ကိုရောက်မယ်ဆိုတာအပြည့်အဝရုံကြည်တဲ့သူဆိုတာကိုသက်သေပြတယ် အဲ့ဒါတွေရဲ့ပဲတင်တဲ့ကတော့မကြသေးခင်က pressure တွေရဲ့အောက်မှာ Ruben Amorim ပြန်ဖြေခဲ့တဲ့စကားနဲ့တပုံစံနဲ့ပရိသတ်တွေကပြောင်းခိုင်းတယ် media တွေကသူ့ philosophy ကိုမင်းကွန်းထုတ်တယ်ဒါပေမဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုမတိုင်ခင်က Ferguson လိုပဲ philosophy ကိုတော့ပြောင်းလဲမှာမဟုတ်ဘူးလေ I said that but I'm not going to change when I want to change my philosophy I will change if not you have to change the men ကျန်ကျမရဲ့မြင်းမြိုင်တွေကတော့ Beijing ကိုရှင်ထားသလိုပဲ အဲ့ဒီအချိန်ကတော့ Ferguson ရဲ့1992သမိုင်းတွင်ဘိုးကတော့ခြေလမ်းတလမ်းပဲလိုတော့တဲ့အချိန်92-93ရာသီမှာတော့အားလုံးကိုပြောင်းလဲစေခဲ့တယ် Ferguson ရဲ့ပထမဦးဆုံးသော Premier League ရခဲ့တဲ့နှစ်အဲ့ဒီနှစ်က Do or Die 6နှစ်ရှိခဲ့ပြီသူအဓိကဖလားမရနိုင်ဘူးဆိုတော့မေကွန်းနေနဲ့ဝေဖန်ရေးသမားတွေကနောက်တစ်ခါဓာရီထပ်သွေးနေကြပြန်ပြီအဲ့ဒီနှစ်ရာသီမှာတော့ Ferguson ရဲ့သမိုင်းတွင်ကစားသမားအပြောင်းအရွှေ့တစ်ခုလုပ်နိုင်ခဲ့တယ် Lee United က Eric Cantona ကိုခေါ်ခဲ့တာ သူ့ရဲ့ခေါင်းမှာယုံကြည်မှုအပြည့်နဲ့ပြီးတော့ဖန်တီးရှင်သူ့ဘေးမှာ Ma Huge, Brian Robson, Ryan Gig ယုံကြည်ရတဲ့ Shamiger နဲ့ယာဒီအစကတော့မချောမွေခဲ့ဘူး November မှာဇရရဲ့အလဲမှာပဲရှိသေးတယ်ထုံးစံနိုင်မီဒီယာတွေရတော့အချင်းဒါပေမဲ့ Falcon ဆန်ကတော့မတော်မလို့သူတိဆောက်ခဲ့တာကတလော်ပြီးတော့တလော်တိတိချာချာနဲ့ PR တွေကိုလည်းခံနိုင်အောင်တိုက်တဲ့လေတွေထဲမှာလည်းမပြိုလဲအောင်တဖြည်းဖြည်းချင်းနဲ့ရာလက်တွေကပုံပြောင်းလာခဲ့တယ် ရာသီဝက်အပြီးနောက်ပိုင်းမှာကန်တိုနာကဆွဲတင်တယ်။ဂစ်ကလည်းခြေတက်နောက်တန်းကလည်းအုတ်တိုင်းတပွဲမေလ၂ရက်နေ့1993မှာအက်စတန်ဗီလာဝန်နိုင်ယူပြီး26နှစ်ကြာလီဖလာကိုကင်မြောက်နိုင်ခဲ့ပြီးဖာဂူဆန်ကအားလုံးကိုတက်တည်ပြနိုင်ခဲ့ပြီးအကယ်၍သာဘိုးအဖွဲ့က1990 92တုန်းကအတန်မျိုးကိုနားယောင်ပြီးဖာဂူဆန်ကိုထုတ်ခဲ့ရင် United ရဲ့ခေတ်သစ်ဘောလုံးလောကအစရဲ့အောင်မြင်မှုကြီးဖလား73ချိန်ချန်ပီယံလိ2ချိန် မရေမတွက်နိုင်တဲ့ပြည်တွင်းဖလားတွေဘယ်တော့မှဖြစ်လာခဲ့မှာမဟုတ်အခုအမိုရင်ပရက်ရှာတွေအောက်ပြစ်သက်တွေမီဒီယာတွေမဆိုင်တဲ့ကစားသမားဟောင်းတွေအရောဒါမဲ့ဖြစ်ခဲ့တဲ့တမိုင်အချက်လက်တွေကယုံကြည်မှုရဲ့အပေါ်မှာဒီဇိုင်းမမတ်နဲ့ရေရှည်စောက်တည်မှုရဲ့ဖူးပွင့်လာတဲ့အတီးတီးဓာတ်တွေကိုမြင်တွေ့ရတယ်ဆိုတာအတိအသားကြီး အခုလက်ရှိကိန်းကနန်းတွေနဲ့အခြေအနေတွေကအမောရင်ပေါ်မှာမျက်နှာသာမပေးဘူး15နေရာတွေတမိုင်းမှာအစိုးဆုံးနှီးပြဆိုတာတွေလက်ညှိုးတွေထိုးပြီးသူတီဆောက်နေရာတွေကအလုံးမဖြစ်ဘူးလို့ပြောအပေါ်ရန်ကွင်းပေါ်ကရလဒ်တွေကဘာမှပုံပေါ်မလာဘူးလို့ပြော Just to win the game or to play in the 433 I was not here They ask me before I have here can you play in this system I will say I will do my system no matter what ဒီမှာဖြစ်မှာတစ်ချက်တော့စဉ်းစားကြည့်အကေဝေးနှီးပြအစ်စ်နောက်တစ်ယောက်ခေါ်ခဲ့ရင် ဘသူမှတော့ဟက်ချလောင်းအောင်ဖွားတော့မလုံနိုင်ဘူး။တုံညာပြန်စရမှာ။ project တစ်ခုလုံးရဲ့အစအမြင့်ကနေပြန်တူးနောက်တစ်ယောက်အောင်မြင်မှုဆိုတာတေချာဘသူမှမပြောနိုင်ဘူး။ Ferguson တုန်းကလည်း Aberdeen ကနေလာတဲ့နီးစနစ်မရှိတဲ့နီးပြ။ခေါင်းမာပြီးလိုချင်တာကိုမရမကအရှုံးသမားလို့လူတိုင်းကပြောခဲ့တာ6နှစ်တိတိ1993 26နှစ်ကြာဖလားကိုကင်မြောက်ပေးနိုင်မှအဲ့ဒီပါဇက်တွေပိတ်ခဲ့တာအဲ့ဒါတွေမတိုင်ခင်3နှစ်ကမှ City ကို5ဂိုးတိုးကုန်းနဲ့ရှုံးနေခဲ့တဲ့သူ ခုဘောလုံးသမိုင်းမှာအတော်ဆုံးအောင်မြင်ဆုံးနီးပြအဲ့တော့ဒီအတန်တွေကိုနားထောင်ပြီး1996တုန်းကဖာဂူဆန်ကိုထုတ်ခဲ့ရင်လီအပေါ်မှာစိုးမိုးတာတွေပထမဦးဆုံးသော triple empire တွေဘာမှမရှိတော့ဘူးအဲ့တော့အဓိကမိကုံးကတိဆောက်မှုဖြစ်စဉ်ကိုယုံကြည်မလားဒါမှမဟုတ်အမှတ်မရှိမမှတ်သေးပဲဒီတန်နေရာကိုအစကနောက်တစ်ခေါက်ထက်လေအောင်မလားဆိုတာပဲ